ချစ်ခင်လေးစားရပါသောမိဘပြည်သူများခင်ဗျာစိတ်မကောင်းဝမ်းနည်းစရာဖြစ်ဒီကနေ့2025ခုနှစ်မတ်လ28နေ့မှာအလွန်အင်အားပြင်းတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုဟာကျွန်တော်တို့ရဲ့ပြည်သူတွေပေါ်တုံ့လှုပ်ဖွယ်တက်ရောက်ခံစားရပြီးအသက်အိုးအိမ်ပေါင်းများစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပါတယ်ဒီသတင်းကြောင့်ကျွန်တော်အနေနဲ့လုံစွာမှ စိတ်ထိခိုက် ကြေကွဲရပြီးငလျင်တန်ခါပြည်သူလူထုအတွက် ကျွန်တော်တို့အစိုးရအနေနဲ့အရေးပေါ်ကေစရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ရန်နဲ့တက်ဆွမ်းသလောက်ထောက်ပံ့ကူညီမှုများကိုဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်ပြင်ဆင် စီမံဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်းအသိပေးပြောကြားလိုပါတယ်ကျွန်တော်တို့ရဲ့တန်ဖိုးကြီးမားလာတဲ့နိုင်ငံအမွေအနှစ်တွေကို စုစည်းထိန်းသိမ်းထားရာမန္တလေးအင်းဝစကိုင်းပုဂံတို့မှာအထူးခိုက်ပျက်စီးများလာပါတယ် ဒီလူတံမိုးကြီးနိုင်ငံ့အမွေအနှစ်တွေပျက်စီးဆုံးရှုံးရတာကို မြင်တွေ့ရတဲ့အတွက်မြန်မာပြည်သူ လူထုနဲ့ထက်တူဝမ်းနည်းကြည်ကွဲရပါတယ်။အကြံဖက်လူသားစစ်တပ်လူယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲသို့ပြန်လဲအနှင်းနိုင်ရေးအတွက်တနိုင်ငံလုံးအတူတူကကြိုးစားနေရချိန်မှာအခုလိုမျိုး ဖြတ်အားပြင်းတဲ့သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတာဖြစ်တဲ့အတွက် ျွန်တော်တို့နိုင်ငံအနေနဲ့လွန်စွာမှနစ်နာရပါတယ်။ငလင်ရိုက်ခတ်မှုဟာစကိုင်းတိုင်းအနည်းကိုဗဟုပြုသလိုထိခိုက်ဆုံးရှုံးရတဲ့နေရာအများစုဟာ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်းချုပ်နယ်မြေဒေသများဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အစိုးရရန်ကြားမှာရှိတဲ့တာဝန်ရှိသူတွေကိုလည်းငလင်တန်ခံပြည်သူလူမျိုးမျိုးရေးဘာသာမျိုးရေးတူးချင်းစီတမိသားချင်းစီကို အရေးပေါ်ကူညီဆောင်ရှောက်မှုများ ထိထိရောက်ရောက်တွေ့ဆုံကူညီပေးရေးပြန်လည်ကူဆနိုင်ရေးလုပ်ငန်းများကိုလှုပ်ဆောင်ကြဖို့လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဟာပြည်သူလူကိုအာဏာပြန်အပ်နိုင်ရေးဥထိပ်ပန်စင်ကျိုးပန်းဆောင်ရွက်နေရတဲ့တော်လှန်ရေးအစိုးရဖြစ်တာနဲ့ညီကျွန်တော်တို့အစိုးရအနေနဲ့လည်းရင်းပြပြန်စတာလုံလောက်မှု အားနည်းတဲ့အခြေအနေများစွာရှိပါတယ် ဒါကြောင့်မို့လို့နိုင်ငံတကာတိုင်းပြည်များနိုင်ငံကဖွဲ့စည်းများကိုလည်းစစ်ဘေးဒဏ်ငလျင်ဒဏ်ခံစားကြရတဲ့မြန်မာပြည်သူလူထုတရလုံးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမူကျဲကျဲပြန့်ပြန့်အမြန်ဆုံးပေးဖို့အကူအညီကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ်အခုလိုချိန်မှာကျွန်တော်တို့ဟာပူပြီးကြောချင်းအပ်ရင်ချင်းက တူဦးကိုတူဦးဖေးမှမြတ်တာထားပြီး တော်လှန်ရေးရည်မှန်းချက်ပန်းနိုင်ရောက်ရှိသည့်အထိဆက်လက်ရှောက်လန်းရမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တိုင်းပြည်အဖက်ဖက်ကချွတ်ချုံကြထိခိုက်ပျက်စီးနေချိန်မှာအခုလိုသဘာဝဘေးဒဏ်ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ဆုံးရှုံးကြတဲ့ပြည်သူတယောက်ချင်းစီတိုင်းအတွက်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကိုတိကျတဲ့စီမံချက်များ ရေဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလေးလေးနက်နက်ဂရိပီပြောကြားလိုပါတယ်။